လူပူလေးဆိုပြီးအနှိမ်ခံရပေမယ့်စမ်းကျတဲ့ဖူးစာကြောင့်လက်ထပ်ဖြစ်ခဲ့ကြတဲ့ပေါက်ပိုးနဲ့စိန်ဘူးတို့ဇနီးမောင်းနဲ့ အချစ်ကိုငွေကြီးတွေနဲ့တိုင်းလာနေကြသူတွေရှိသလိုအိမ်တော်ရဲ့ဖောက်ပြဲမှုတွေကိုမကြာခဏမြင်တွေ့လာရတဲ့ခေတ်ကြီးတဲမှာအချစ်စစ်ဆိုရင်ကတကယ်ရောရှိသေးရဲ့လားဆိုပြီးတော့တန်တဲ့ဝင်လာကြပါတယ်။အချစ်တွေစစ်မှန်သွားရင်တော့အပေါ်ရန်ရုပ်ရည်တွေကိုယူဆိုင်ဖြစ်တော့မှာမဟုတ်ပဲရုပ်စုံနေရင်တောင်ချစ်မိသွားတတ်ကြပါတယ်။ TikTok ဆယ်လီပေါပုနဲ့စင်မှုလို့ဇနီးမောင်နှံကလည်းနှစ်ယောက်စလုံးအရက်ပူပူလေးတွေဖြစ်ကြပေမယ့်အချစ်စစ်တာကြောင့်ရီစားတက်တန်၃လကျော်မှလည်းထပ်ဖြစ်သွားကြပါတယ်။ပေါပုနဲ့စင်မှုတို့က TikTok ကနေဖူးစာစုံကြတာပါရှင်။အွန်လန်သားပေါပုနဲ့မုံရွာသူလေးစင်မှုတို့က TikTok မှာဗီဒီယို ေးတွေတွေ့သွားကြပြီးတော့ချစ်မိသွားကြပါတယ်။နှစ်ယောက်စလုံးကလူမှုလေးတွေဖြစ်တာကြောင့်တယောက်နဲ့တယောက်အပြန်လန်နားလည်မှုတွေရသွားပြီးပပူကအီဇာစကားဆက်တင်ပြောလိုက်တယ်လို့ဆိုပါတယ်။ပပူကလူမှုလေးဖြစ်ပေမဲ့ရင်လိုက်မှာစပင်အားအလုပ်လုပ်တဲ့သူပါ။စိန်ဘူးက TikTok မှာဝီဒီယိုလေးတွေတင်ပြီးမြန်မာဆန်ဆန်လေးနေတက်တာကိုပပူကသဘောကျသွားခဲ့ပါတယ်။စိန်ဘူးကဒီတသက်မှာသူ့ကိုလက်ထက်မဲ့သူမရှိတော့ဘူးလို့ထင်နေပေမဲ့ဖူးစာရှင်ကတော့ပေါ်လာခဲ့ပါတယ်။အမမကိုရန်တော်မရှိသေးရင်စိတ်မချလို့တသက်လုံးကိုရန်တော်လုပ်ပြစီဆိုရဲတော်ကီတပေါင်းရှန်းရှန်းတောင်းတဲ့ပပူနဲ့စိန်ဘူးတို့လက်ထက်ပြက် ွားခဲ့ကြပါတယ်။နောက်စလုံးကလူပူလေးဖြစ်တာကြောင့်လက်တက်တဲ့အချိန်မှာအခက်အခဲဖြစ်နိုင်တယ်လို့ထင်ကြပါတယ်။ဒါပေမဲ့ပေါပိုးကတော့အိမ်အောင်ပြုတ်ပြီးတဲ့နောက်ပိုင်းမှာရင်လိုက်မှာစပယ်ရလောက်ပြီးတော့တမမက်မရမမက်လှုပ်ကျွေးနေတဲ့သူပါ။နောက်ပိုင်းမှာတော့ပေါပိုးနဲ့တယောက်ဆောင်ရာဇာပေါ့စီတို့ခင်မင်သွားကြပြီးပေါပိုးကိုအမှုပညာလောကနဲ့ကြွဲခေါ်ပေးခဲ့ပါတယ်။ပေါပိုးရဲ့နာမည်ရင်းကအောင်ပြည့်ဖြိုးကျော်ဖြစ်ပေမဲ့ရာဇာပေါ့စီရဲ့တပည့်ဖြစ်တာကြောင့်ပေါ့စီရဲ့နာမည်ကိုယူပြီးပေါပိုးဖြစ်သွားခဲ့ပါတယ်။ရာဇာပေါ့စီနဲ့တူပေါပိုးကဟာတာဇလန်ကျိုလေးတွေကိုတယောက်ဆောင်နေပါတယ်ရှင်။ ်စိန်မူကလည်းသူ့ရဲ့အမျိုးသားပေါက်ပို့ကိုပံ့ပိုးပေးတဲ့အနေနဲ့ဟာတာဝီဒီယိုထဲမှာတရုပ်ဆောင်ပေးတက်ပါတယ်အွန်လိုင်းနဲ့မုံရွာကအလံဝေးကွာပြီးမဲ့လည်းတကယ်ချစ်တာကြောင့်လက်ထက်ဖြစ်သွားခဲ့ပြီးအခုဆိုရင်တော့ TikTok ဆယ်လီတွေတောင်ဖြစ်လာခဲ့ပါတယ်ပေါက်ပို့နဲ့စိန်မူတို့နှစ်ယောက်စလုံးကအရက်ပူတာကြောင့်ငငယ်ကလေးကအနှိမ်ခံရတယ်လို့ကုညီဖေးမမဲ့သူတွေကလည်းရှိကြပါတယ်ရာဇာပေါက်စီလိုကုညီပေးမဲ့သူတွေကြောင့်ပေါက်ပို့ကအရင်ကထက်လည်းလူသိများလာပါတယ်နော်ရာဇာပေါက်စီကပေါက်ပို့ကိုလူရှင်တော်တယောက်ဖြစ်စေခြင်းလို့လက်တွဲပြီးတော့ခေါ်ပေးခဲ့တဲ့သူပါပေါက်ပို့ရဲ့အသက်26နှစ်ပြည့်မွေးနေ့မှာလည်းရာဇာပေါက်စီက ဝင်းနေဝဲလေးကိုလှုပ်ပြီးခဲပါသေးတယ်။ပောက်ပွေးရဲ့ဘွားမှာတော့ဒီလိုမင်းနေလက်ဆောင်ကိုတစ်ခါမှမရခဲ့ဘူးတာကြောင့်အယံဝမ်းသာနေပြီးမျက်ရည်တွေတောင်ကျနေပါတယ်။ပပူကဆရာဖြစ်စေခြင်းနဲ့လူရှင်တော်ဖြစ်အောင်လဲကြိုးစားသွားမှာပါ။ရာဇာပေါက်စီကသူ့တက်နိုင်တဲ့လောက်ပပူတို့နှစ်ယောက်ကိုကူညီပေးပြီးပပူကအဆင်ပြေလာပါတယ်။ လူပူလေးနှစ်ယောက်လက်ထပ်လိုက်တဲ့အတွက်တယောက်နဲ့တယောက်အပြန်လန်နားလည်မှုတွေကတော့အရင်ကချက်ပေါ်လာခဲ့ပြီးပျော်စရာကောင်းတဲ့အိမ်ဆောင်ကြီးကိုပိုင်းဆိုင်ထားပါတယ်။သူတို့နှစ်ယောက်စလုံးရဲ့အမိသားစုဝင်တွေကတော့တာမန်အရာမောင်းရှိပေမဲ့သူတို့နှစ်ယောက်ကတော့လူပူလေးတွေဖြစ်နေသူပါ။တကယ်အချစ်စစ်နဲ့ချစ်လို့အပြန်လန်နားလည်ကြပြီးအချင်းတို့ကျွမ်းမာလူတိများလာခဲ့ပါတယ်။ပေါဖို့ကအရက်ပို့တဲ့ဆိုပြီးအငငယ်မနေပဲစပယ်အလုံးနဲ့ယူတတလှုပ်ကျွေးနေတာကိုလည်းလူအများကသဘောကျနေကြပါတယ်။ ပပူနဲ့စိတ်မူးကတော့အနာကက်မှာသူတို့ကလေးလေးကိုမူဖွားဖို့လည်းစိတ်ကူးရှိပါတယ်။လူပူလေးနဲ့မွေးလာမယ့်ကလေးကိုစိတ်ဝင်စားတာကြောင့်ပရိသတ်တွေကလည်းကလေးမွေးလာရင်လည်းပြဖို့အတွက်ပြောနေကြပါသေးတယ်။သူတို့နှစ်ယောက်စလုံးကချစ်စရာလေးကောင်းသလိုပွင့်လင်းယူသားလို့ TikTok မှာအပိတဲ့သူတွေကပေါ်လွန်အတန်းနဲ့ချီပြီးတော့ရှိနေပါတယ်။အချစ်စီကဒီဘက်ခက်ကြီးမှာမရှိတော့ဘူးလို့ချင်မိမယ်။တကယ်လက်တွေ့မှာတော့ရှိသေးတဲ့အကြောင်းပပူတို့ဇနီးမောင်နှံကတက်တည်ပြလိုက်ကြပါနော်။ ပြည်ထောင်ကြီးတို့ရောပပုရလူမှုဇုံနယ်လေးကိုသဘောကျရင်လားဆိုတော့ကိုမမပြပြပေးခဲ့ကြပါအောင်ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်